အမျိုးသမီးတွေအပေါ်အကြံဖတ်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုကိုအရခတ်တော်အေးထိန်းချုပ်ထားတဲ့ရခိုင်ကလွတ်မြောက်နေမြေတွေမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီလှုပ်ရှားမှုကို Women Generation အဖွဲ့ကနိုဝင်ဘာလ25ရက်နေ့ကစတင်ပြီးတော့ဒီဇင်ဘာလ10ရက်နေ့အထိရခိုင်လွတ်မြောက်နေမြေကမြို့နယ်တစ်ခုမှာပြုလုပ်နေတာလို့မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာဓာတ်ပုံတွင်နဲ့တကွထုတ်ပြန်ထားပါတယ်။ ဒီလှုပ်ရှားမှုမှာရခိုင်အမျိုးသမီးငယ်ရေအပါအဝင်မွတ်စလင်အမျိုးသမီးတချို့လည်းပါဝင်လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။လင်းဂျန်နာအခြေပြုအကြံဖတ်မှုတွေကိုရပ်တန့်ဖို့ကာကွယ်တားဆီးဖို့နဲ့နေ့ရက်တိုင်းမှာအရှင်းရှင်းကြားအပြင်အလန်လေးစားတန်ဖိုးထားမှုကိုရှင်းစာနာမှုတွေကိုမြင့်တင်ကအိန္ဒွေရဲ့တာယာချင်းမသည်ရရွာဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးဝိုင်းဝန်းပြီးဖော်ဆောင်သွားကြဖို့ကို Women Generation အဖွဲ့ကတိုက်တွန်းထားတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာအမျိုးသမီးတွေကျင်းငယ်မရွေးအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက်စီယုံလှုပ်ဆောင်မှုတွေအကြမ်းဖက်မှုတွေကြုံတွေ့ခဲ့ရပါကနှုတ်ဆက်မနေပဲဆန့်ကျင်ကြဖို့နဲ့အရှင်းရှင်းကောက်ွယ်ပေးကြဖို့အမျိုးသမီးတွေအရှင်းရှင်းစီလုံးကြဖို့ကိုလည်းဟောပြောခဲ့တယ်လို့သိရပါရဲ့ရှင်